ကဲပြိသက်ကြီးတော့ရော လူငယ်ဖိုက်တာတန်းစင်ကိုလွမ်းနေကြပြီမဟုတ်လားတန်းစင်ကတော့ခွန်ဖွန်နိုင်ကိုရှုံးပြီးကတဲ့ကနေလုံးဝအွန်လိုင်းပေါ်ကနေပျောက်ချင်မလားပျောက်ွယ်သွားတာဖြစ်ပြီးတော့တန်းစင်စိတ်တက်တွေအကြလိုပြီးတော့မမိကိုကိုတခုခုလုံးမာတော့ပြိသက်တွေကအစွင့်ရင်ခဲ့ကြတယ်ဒါမဲ့တန်းစင်ကအင်မတန်မှညံပြေးတွေကောင်းပြဒါလောက်လွယ်လွယ်လေးနဲ့အလျှော့ပေးတဲ့သူတော့မဟုတ်ဘူး သူဟာအခုပွဲတွေရဖို့မသေးချာတော့ဘူးပေါ့လေဝမ်ချန်ပီယံရှစ်မှာပွဲတွေမရကြောတာတော့မိသားစုကိုဘောလုံးကံပြီးတော့လှုပ်ကျွေးနေတဲ့ဗျာအခုရောင်းမှာရှိတဲ့ glut တော့ဒါတခုမှဆိုရင်တန်းစင်ကပါဝင်ကစားနေရဖြစ်ပြီးတော့ဒါသူ့ရဲ့ဒုတိယကျွမ်းကျင်ရာကနော်ကျွန်တော်တို့ဒီအထိုးကျိတ်ပြီးလို့ရှိရင်ကျွမ်းကျင်ရာကဒါဘောလုံးအားကစားဖြစ်ကြောင်းကြားသိရတယ်ပေါ့နော်ဆိုတော့တန်းစင်ကတော့ဘောလုံးကံပြီးတော့လက်ရှိချိန်မှာလေးမိသားစုကိုလှုပ်ကျွေးနေပြန်တယ် ဆိုတော့သန်းစင်ရဲ့ထိုးပုံထိုးပွက်ကိုချိန်တဲ့ပြိတ္တတွေအတွက်တော့ကျွန်တော်သတင်းကောင်းပြောခြင်းနဲ့အဲ့ဒါကတော့ Super League ရဲ့ဆရာမနီးကဗျာဒါအတိပြုတ်လိုက်ပြီပေါ့ဒီဒီ2026ဒလပိုင်းမှာသန်းစင်ဟာသူတို့ရဲ့ဂျင်းကိုဗျာဒါလာရောက်ပြန်တဲ့လီချင်းမှာဖြစ်ပြီးတော့အဲ့ဒီမှာပဲနေထိုင်ပြီးတော့တကယ်ကိုမှဒါ1 Champion ရှိမှာပွဲရတာနဲ့ဒါအရင်ပွဲတွေလိုမဖြစ်အောင်လုံးဝအောင်အနိုင်ထိုးသက်သွားမှာဖြစ်ကြောင်းကြားသိရပါတယ် တပန်းစင်ကလေတနာလေတနာဖို့ကောင်းရင်ဘာကြောင့်လဲဆိုတော့သူ1 championship မှာပွဲရတာတွေကပွဲချက်တွေပြနော်ဟိုဆူရီယန်လက်တယ်ဗျာဝိုင်းဖိုက်တာထာကီရုတဲ့ဗျာကမ္ဘာထိန်းသန်းဖိုက်တာလားပြီးတော့ကဂင်ဆန်လက်တယ်ဗျာမင်းဝိုင်းဖိုက်တာကြီးမွေးထိုင်းမှာနာမည်ဟိုရပြီးသားလူတွေကြီးပဲနောက်ဆုံးခွန်ခွန်နိုင်တဲ့ဗျာတကယ်ကိုမှဆရာအီရီနဲ့ပဲတောက်လျှောက်ပြီးတော့ဟိုကျွန်တော်တို့အငယ်တန်းနော်ဒီလောက်မြန်မာနိုင်ငံရဲ့လေဝေးလောကမှာဆိုအကြီးတန်းမရောက်သေးတဲ့ အငယ်တန်းတန်းစင်ခင်ဗျာမှာအညိုချိုးခံလိုက်ရတယ်လို့ဖြစ်သွားတယ်ဗျာเนาะအခုချိန်မှာတော့တန်းစင်ဟာဒါဘောလုံးเนาะဒါအားကစားမှာအင်မတန်မှထူးချွန်နေပြီးတော့မြန်မာလေးစင်เนาะအသိန်းကတော့တန်းစင်ကိုစိတ်ဝင်စားနေကြအောင်ကြားသိရပါတယ်ဗျာ